အမေနဲ့သမီးကာရီတာတယောက်ဆောင်ထားပေမဲ့မပြေပြေမှုတွေကြောင့်ဝေဖန်ခံနေရတဲ့မိမိကိုကိုနဲ့တဲဆူငိ မင်္ဂလာပါပရိသတ်ကြီးအခုလက်ရှိမှာပရိသတ်တွေစိတ်ဝင်စားနေတဲ့အကြောင်းအရာတွေကတခုကတော့အလုံးရဲ့ချစ်တော်သဲဆူငင်ရဲ့ပွဲဦးထွေးရုပ်ရှင်ဇလန်းဖြစ်တဲ့မမေချေဦးဆိုတဲ့ဇလန်းကြောင့်ပဲဖြစ်ပါရင်နမေကျောင်းအမတီဖော်မင်းသမီးလေးဖြစ်တဲ့မိမိကိုကိုနဲ့သဲဆူငင်တို့တွဲဖက်တရုတ်ဆောင်ထားတဲ့အဲရုပ်ရှင်ဇလန်းတွေ့ဟာဆိုရင်မထုံးလို့ရခင်မှာကလေးကနမေကြီးနေတဲ့ဆိုရင်လည်းမမပါအောင်ရှင်ဇလန်းကမလွတ်ရသေးပေမဲ့ပရိသတ်တွေကတော့အွန်လိုင်းမှာပြန်နေတဲ့ရှိုက်ကိုရေကဇဝင်ကန်းတွေဓပုံတွေကိုကြည်ကမြျော့မြှင့်ချေးပေးပြီးစောင့်မျှော်နေကြတာ ာလည်းဖြစ်ပါရည်အထူးသဖြင့်အသေးစုငင်းကိုချစ်ခင်ကြတဲ့အသေးစုငင်းရဲ့မာခံပရိသတ်တွေဟာအက်ဆလန်ဘောကိုအများကြီးမျှော်လင့်ထားတာလည်းဖြစ်ပါရည်မိမိချေဦးဆိုတဲ့နာမည်အတိုင်းမိမိကိုကိုနဲ့အသေးစုငင်းတို့ကိုတားမိတွေဖြစ်မြင်တွေ့ရမှာပဲဖြစ်ပါရည် တဲဆူညင်ရဲ့ကာရိုက်တာရတော့သူမဟာတသိန်းစလက်ဖြူဆိုတဲ့နမည်ကျော်မော်ရယ်မင်းသမီးဖြစ်ပါဝင်ထားတာဖြစ်ပြီးမိမိကိုကိုကတော့သူမရဲ့အမေဒေါ်မိုးသားဖြူဆိုတဲ့နေရာကနေပါဝင်ထားတာဖြစ်ပါရီမြမရုပ်ရှင်ဇလန်းဆိုပေမဲ့ထိုင်းကားတို့လိုမျိုးတေချာပြင်စင်ကရိုက်ကူးထားပုံပေါ်တာကြောင့်ဇလန်းမှာပါတဲ့ကာရိုက်တာတွေကိုကြည့်ရတာနဲ့တန်တယ်လို့ဆိုရမှာပဲဖြစ်ပါရီ ဒါပေမဲ့ဘလောက်စ조사조사ဝေဖန်သူတွေကတော့ရှိမြဲရှိစေဆိုတဲ့အတိုင်းမိမိကိုကိုနဲ့တဲစုငင်ကတော့သူတို့ရဲ့တရုပ်ဆောင်မှုတွေကြောင့်မျိုးမျိုးဝေဖန်ခံရပြန်ပါတယ်။အသက်၁၂နှစ်၁၃နှစ်လောက်ပဲกว่าပေမဲ့တားမိခန်းကြီးထိရိုက်တာကအရင်ကြီးกว่าလို့နေရနော်။မိမိကိုကိုရဲ့ idea တွေကငကိုရဲကအလွန်ကျွနေဖြစ်လို့နေ။တဲစုငင်ကလည်းတက်တစ်ဆဆိုတော့ idea မကောင်းဘူး။တားမိခန်းရိုက်တာကလည်း တားမိတွေလို့မပြပြင်းဘူးစားတဲ့စကားတန်တွေဝေဖန်သူတွေစီကနေပြီးတော့ထွက်ပေါ်လာတာဖြစ်ပါရီအပြေဝါတောင်ကြီးရသေးပြီတပိုင်းတစ်စားလေးနဲ့တွင်ဝေဖန်နေကြတာကတော့တကယ့်ကိုပုတ်ကိုယ်ဆွဲတွေပါဝင်နေရလို့ဆိုရပါပါနော်ဇလန်သဘောရအခုမှတက်သစ္စာသဲစုငင်းရဲ့ရေချင်းတွေရတော့ဇလန်နဲ့မှလွဲချက်တွေရှိကောင်းရှိနိုင်ပေမဲ့ဇလန်တွေကတရုတ်ဆောင်တွေရဲ့စူးစားမှုကိုအထင်သာမြင်တွေ့ရတာကြောင့်ပြည်သက်တွေအနေနဲ့အားပေးပြီးတော့စောင့်ကြည့်တင်ပါရဲနော်အသက်ရွယ်ရမ်းမကွာရင်သူချင်းကိုတားမိနေရမှာထားရိုက်တယ်ဆိုပေမဲ့မိမိကိုကိုနဲ့သဲစုငင်းတို့ဟာ အချို့နေရာတွေမှာရုပ်ချင်းသွားဆင်နေတာကြောင့်ပရိသတ်တွေဟာသူတို့ရဲ့သားမိကာရိုက်တာဟာလိုက်ဖက်တယ်လို့ဆိုကြပြန်ပါတယ်။အချို့ပရိသတ်တွေကတော့ဇလန်းနေကဝစားစီရင်ပုံတွေကိုကြည့်ပြီးသားမိနေရာမှာခံစားလို့မရပဲအမေနဲ့သမီးဖြစ်ကြည့်ဖို့ရာမပြည့်ပြည့်မှုဆိုပြီးပြပြောကြပြန်ပါတယ်။ဒါကြောင့်မိမိချစ်ဦးဆိုရင်ဇလန်းဟာမထွက်ခင်တွေကအားပေးကြနေတယ်လို့ဝေဖန်မှုတွေကိုလည်းဒုနဲ့တွေရရှိနေပြီဖြစ်ပါတယ်။ အထူးသဖြင့်ဇလန်ရဲ့အဓိကသရုပ်ဆောင်ဖြစ်တဲ့မိမိကိုကိုနဲ့သဲဆုငိမ့်ဟာဝေဖန်ခံရပြီးတော့ပုံနမေကြီးလာခဲ့တာပါ။ဘသူတွေဘာပြောပြောသဲဆုငိမ့်နဲ့မိမိကိုကိုတို့ကိုချစ်ခင်ကြတဲ့ပရိသတ်တွေကတော့အားပေးဖို့ဆင်သင်ဖြစ်နေပြီလေဖြစ်ပါရဲ့။ဝေဖန်သူတွေပြောသလိုပဲအမေနဲ့သမီးကိုက်တာသရုပ်ဆောင်တာပြည်ပြင်းမပြည်ပြင်းကတော့ဇလန်ထွက်မှာပဲသိချကြည့်ရမှာဖြစ်တာကြောင့်ပရိသတ်တွေရောဝေဖန်သူတွေရောကပါစောင့်ကြည့်နေကြပြီဖြစ်ပါရဲ့။ ညာနေစဉ်ရုပ်ရှင်ကကိုရိုက်တဲ့လူငယ်မျိုးဆက်သစ်တိုင်းတာမင်းဆက်သစ်ကိုယ်တိုင်ဖန်တီးရဲ့ကုထတာဖြစ်တာကြောင့်ဒီဇလဲဟာလည်းထင်ထားတာတက်ကောမှာပရိသတ်တွေကိုကျင်းနေမှုပေးနိုင်မယ်ဆိုတာကတော့သိကြတိုင်းတလောက်ပါပဲရှင်။ဒါကြောင့်ခုကြည့်နေတဲ့ပရိသတ်ကြီးတို့ရောဒီဇလဲနဲ့ပတ်သက်ပြီးဘလို့ထင်မြင်မိတယ်လဲရှင်။တဲဆုငိမ့်နဲ့မိမိကိုကိုတို့ကိုရောတကယ်ပဲတာမီကာရိုက်တာတွေနဲ့လိုက်ဖက်မှုရှိနေလားဆိုတာမှတ်သွားပေးခဲ့ပါအောင်နော်။